အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ Barcelona အသင်းကနှစ်နှစ်ခွဲကြာဒါသူရဲ့အိမ်ကွင်းဖြစ်တဲ့ Spotify Camp Nou ကြီးကိုဒါနှစ်နှစ်ခွဲကြာမှာပဲပထမအဆုံးအကျဉ်ပြန်လာတော့မှာဖြစ်တယ်ဆိုတော့ Barcelona Council ကနေနောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးမှဒီဒီချိန်မှာတော့ပေးသက်4000ကျော်ရှိတဲ့ဒါပေးသက်တွေနဲ့အတူသူရဲ့ကွင်းတစ်ကြီးကိုပြန်လာခွင့် ရရှိသွားပြီဖြစ်တယ်ဆိုတော့ international break အပြီးမှာဘာဆိုနာအသင်းရဲ့ပွဲစဉ်တဒါသူတို့ရဲ့ပွဲစဉ်ကတော့ Athletic Club ကိုအိမ်ကွင်းမှာကံမဲ့ပွဲလာမဲ့နိုဝင်ဘာ22ရက်နေ့ကဘာဆိုနာရဲ့ Spotify Camp Nou ကိုတချို့ပြန်လာမဲ့ပွဲဖြစ်တယ်ဒီကွင်းကို ပြန်လာဖို့ဘာစလိုနာအသင်းကစုစုပေါင်း နှစ်နှစ်ကျော်ကြာဒါသူတို့အချိန်တော်ကြာစောင့်ကြာစောင့်ခဲ့ရတာဖြစ်တယ်ဒါအခုလက်ရှိရပိုရာဆိုရင်ဘာစလိုနာဟာတူတဲအားဖြင့်နှစ်နှစ်ခွဲတီတီဒီကွင်းကိုပြန်လာဖို့စောင့်ခဲ့ရတာဖြစ်ပြီးတော့ပေးသက်4500400ရောက်တီတီကိုကပောင်းဝင်ကွင်းရရှိတဲ့ပိသက်ရေထွက်ကိုဘာစလိုနာကောင်ဆယ်က safety issue တွေအားလုံးကိုချက်ပြီးတဲ့အချိန်မှာသူတို့ခွင့်ပြုလိုက်ပြီဖြစ်တယ် အဲ့အတွက်ကြောင့် Spotify Camru ကို Barcelona အသင်းဒီတစ်ပတ်ပြန်လာမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာဒီ Queen ကို ပြန်လာတဲ့နောက်ဆက်တွဲမှာ Barcelona ဘက်ကဒါအခုလောလောဆယ်အနေထားရအခြား facility တွေတော်တော်များများပါတယ်အထူးဖြင့်ကစားသမားတွေ Queen နဲ့ကိုဝင်ရောက်တဲ့အခါမှာရရှိနိုင်မဲ့ player tunnel တွေပါမယ်အင်ဂွေအဝေးကွင်း dressing room တွေအပြေအဝပါဝင်ထားပြီးတော့ဝင်းဝင်းကွင်းထဲကိုဝင်တဲ့ entrance တွေ elevator တွေကွင်းထဲကိုသွားရမယ့်အနေအားတွေအားလုံးကိုသူတို့ပါတယ်ဒါအပြင် safety reason နဲ့ပတ်သက်တာတွေအားလုံးလိုအပ်ချက်တွေအားလုံးကိုကောင်ဆယ်ကစစ်ဆေးခဲ့ပြီးမှခွင့်ပြုခဲ့တယ်တကယ်တော့သူတို့အစောပိုင်းပြီးခဲ့တဲ့တလကွဲ2လလောက်ကပေးသက်2900ရှိတဲ့ဒါဒီပေးသက်အရေးအတွက်ကိုဘာဆိုနာအသင်းက ကောင်ဆယ်ကိုလျှောက်လို့ကောင်ဆယ်ကခွင့်ပြုပေးမဲ့၄000ကျွဲကိုသူတို့ခွင့်မပြုသေးဘူး။ So Spotify Camp Nuji ကို Barcelona ကအဓိကပြင်တဲ့အချက်ကကွင်းကအရန်ဟောင်းနေပြီ။ကျွန်တော်ကိုယ်တိုင် Camp Nuji ကိုရောက်ဘူးတယ် Spotify Camp Nuji ရောနောက် Santiago Bernabeu ရော Wanda Metropolitano အဲ့ထက်မှာ Atletico Madrid ကသူတို့ရဲ့ Wanda Metropolitano မတိုင်ခင်မှာ Vincent Calderon ဆိုတဲ့ကွင်းရှိတယ်။အဲ့ကွင်းကဒီ Madrid မြို့ကနေမြို့လယ်မှာပဲသူကလက်မကြီးကို လမ်းမကြီးဒီလိုကြီး white ပြီးတော့လှုပ်ထားတာသူတို့ပွဲကြီးစဉ်ကအဲ့လမ်းမကြီးအောက်ကသွားတာတကယ်မိုက်တယ်အဲ့ Vincent Galderon ကိုသူတို့ကမြို့ပြင်မှာရှိတယ်ဒါ Wanda Metropolitan တော့ဗောလေအခုတော့ ရီယက်မက်ထရိုပိုလီတာနိုထင်တယ်ဒါဆော်ဒီကစပွန်ဆာပေးထားတာအိုက်ကွင်းတဲ့သူစားဆောက်တယ်စောက်ပြီးပြီးချင်းပါပဲသူတို့ချန်ပီယံလိဖိုင်နယ်ကျင်းပါခွင့်ရတယ်အဲ့ဒါအခုဆိုရင်ဒုတိယအချိန်မြောက်တော့ကျင်းပါခွင့်ရမယ့်အချိန်မှာဆန်တီယာဂိုဘန်နယ်ဘက်ကလည်းကိုနေကိုပေးဖြစ်တဲ့အချိန်မှာသူတို့လှုပ်လိုက်တယ်ဆိုဘာဆိုနာဘက်က upgrade လုပ်ဖို့လိုအပ်တယ်ဆိုဒီကွင်းတဲ့ကြီးပြီးတဲ့အခါမှာဘာဆိုနာဘာအကျိုးမြတ်ရှိမလဲဆိုတော့သူတို့ဘက်ကလက်ရှိရတဲ့ဝင်ငွေရဲ့၃စားကျော်ဝင်ငွေတိုးပွားလာမယ်ဒါအခုဘာဆိုနာအသင်းကအခြား sponsor deal တွေနောက်သူတို့ကွင်းအတွက် investment လုပ်ပြီးတော့ဒါဒီဘလုံးကွင်းကို Real Madrid စောင့်ရင်ပဲဖြစ်ဖြစ် Barcelona စောင့်ရင်ပဲဖြစ်ဖြစ် Atletico Madrid ပဲဖြစ်ဖြစ် Tottenham ပဲဖြစ်ဖြစ်ဘယ်သင်းစောင့်စောင့်ဒါဘဏ်ကနေငွေချေးပြီးတော့သူလောက်ရတာဖြစ်တဲ့အတွက်အဲ့ investment တွေအားလုံးအတွက်လေဒါသူတို့သက်ဆိုင်ရာငွေထုတ်ပေးတဲ့အဖွဲ့အစည်းတွေအားလုံးက happy ဖြစ်တယ်ဆိုတော့ Barcelona ကပေးတဲ့9000ကျော်ရှိတဲ့ကွင်းကြီးကိုသူတို့ဘယ်လိုပြောမလဲဒါဒီ Olympic ကွင်းမှာသူတို့ တနှစ်ကျော်နှစ်နှစ်ကစားခဲ့တယ်ဆိုတော့အခုလောလောဆယ်မှာသူတို့အနေနဲ့ပေးသက်3500တောင်ရှိတဲ့ fully fully ဖြစ်တဲ့ queen ရဖို့တော့သူတို့လွယ်ချက်တွေရှိတယ်တချို့ stretcher တွေသူတို့ကြံသေးတယ်တော့အဲ့အတွက်တော့သူတို့လိုအပ်နေတယ်ဒါပေမဲ့ Barcelona ကပြီးခဲ့တဲ့ November အစောပိုင်းမှာဒါ Spotify Camp လူကိုလာပြီးတော့ပေးသက်2300တောင်နဲ့ opening training session ပြုလုပ်ခဲ့ပြီးမှနောက်ဆုံးမှာပဲသဘောတူညီမှုရရှိထားတယ်။ဆိုတော့အခုလောလောဆယ်အနေထားရဘာဆိုနာ အသင်းကရပောင်း864ရက်နှစ်နှစ်ခွဲကျော်အကြာမှာပထမဆုံးဂျေ Spotify Camp Nou ကိုလာမှာဖြစ်တယ်။ဒီကွင်းသစ်ရောက်လာတဲ့အချိန်မှာဒီကွင်းသစ်ကြီးပြီးတဲ့အချိန်မှာဘာဆိုနာက Spotify ကနေ sponsor ကြီးထပ်တိုးရမယ်။ Nike ကရတဲ့ sponsor ကြီးထပ်တိုးမယ်။ဒါကကွင်းသစ်ကိုမှီပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးမှာရနိုင်မယ်။ အခြားခံစား권နေနေအတူလာပိုတာတို့အတွက်ဗန်နိုင်းခက်ခဲတွေကိုဖြေရှင်းနိုင်မဲ့အချက်ဖြစ်တယ်ဆိုတော့ဒီတစ်ပတ်ကဘာဆိုနာပေးတက်တဲ့အတွက် Spotify Camp လို့ပြန်လာမှာဖြစ်ပြီး Athletic Club နဲ့အိမ်ကွင်းပွဲစဉ်ဟာနှစ်နှစ်ခွဲအကြာပထမဆုံးပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်